ကျွန်တော်တို့တွေကကိုပိုင်ဆိုင်ပြီးတဲ့အရာတခုစွန့်လို့ဘတ်တော့ကိုအယံခတ်ခဲကြတယ်။မင်္ဂလာပါ။ကျွန်တော်ဒီနေ့မှာတော့ marketing psychology တွေအားကျွန်တော်တို့ genetic ခင်မှာတုံးရုံတုံးတာရှိကြတယ်။ endowment effect ဆိုရယ်အကြောင်းအရာလေးတခုမျှော်ပြီးတော့မှာဖြစ်ပါတယ်။ကျွန်တော်ဟိုးအရင်ကဒီ software company လေးတခုရှိတယ်ပေါ့နော်။အဲ့ company တွေကတို့ကဒီ trial ပုံစံမျိုးနဲ့ customer တွေကိုပေးတုံးနေပေါ့နော်။အဲ့ group တစ်ခုပါရှိတယ်ဆိုတော့တို့ရဲ့ trial ကာလအရန်တူတောင်းတဲ့ပုံမှာ customer တွေကတုံးကြတယ်တုံးတာတော့တုံးကြတယ်ဒါပေမဲ့ခဏတာလေးတုံးတဲ့ပုံမှာတို့ကတကယ်လို့အဲ့ trial ကာလပြီးသွားပြီဆိုရင်လည်းဝယ်သုံးမှုအတွက်ကိုတုံးဆုံးကြတယ်ခက်ခဲကြတယ်ပေါ့နော်အဲ့တော့တို့ကဘယ်ဟာကိုတွေ့လဲဆိုတော့ endowment effect ဆိုတဲ့အကြောင်းအရာလေးတစ်ခုတွေ့ရပေါ့နော်အဲ့ဒီအကြောင်းအရာလေးကဘယ်လိုပုံစံမျိုးလဲဆိုတော့တို့ကတို့ရဲ့ဒီ software တုံးတဲ့ကာလလေးနည်းနည်းပို့ပြီးတော့ တက်တန်းရှိရှိလေးပေးလိုက်တယ်အဲ့ဒီပုံမှာလူတွေကဒီ software ဒီ product ကိုဒီတော်တော်လေးကိုစောက်ချပြီးတော့တုံးလာကြရပါတော့အဲ့ဒီခါမှာတို့ရဲ့ data တွေတင်းကြရတယ်တို့လုပ်ငန်းနဲ့ပတ်သက်တဲ့အရာတွေကို save လုပ်ကြရတယ်အဲ့တော့နောက်ပိုင်းလေးကြတော့တို့ကဒီဟာကိုတုံးလာကြလာတဲ့အပေါ်မှာတို့ကိုယ်တိုင်ຢာကိုပိုင်ဆိုင်နေတို့ရဲ့ဒီထဲမှာရှိတဲ့ data တွေကတို့တင်းစီထားတယ်ဆိုရင်အကြောင်းအရာလေးတစ်ခုနဲ့ဒီ software ကိုနောက်ပိုင်းမှာလည်းတို့ကဝယ်ပြီးတုံးလာကြရပါတော့ အဲကျွန်တော်တို့ဒီ story လေးကနေဘာကိုသင်ခန်းစာယူလို့ရလဲဆိုရင်ကျွန်တော်တို့ရဲ့ product ကျွန်တော်တို့ရဲ့ service ကိုဝေဒူတွေပေါ်မှာအရင်ဆုံး gift အရင်ဆုံးပေးပြီးတော့မှကျွန်တော်တို့ယူရမယ့်အပိုင်းကိုပြန်လည်စဉ်းစားခြင်းအဖြစ်ဝေဒူတွေရဲ့ ယုံကြည်မှုကိုပိုရစေလို့ဝယ်သူတွေအနေနဲ့လည်းတို့အရင်ပေးလိုက်တဲ့ပုံမှာဒါဟာတို့ရဲ့ရပိုင်ခွင့်တို့ပိုင်ဆိုင်ရမယ့်အရာဆိုပြီးတော့ယုံကြည်မှုတစ်ခုဖြစ်လာတယ်ပေါ့နော်အဲ့ဒီအနေမှာသစင်ကျွန်တော်တို့ရဲ့ဒီ marketing psychology ရဒီ endowment effect ကိုကျွန်တော်တို့လုပ်ငန်းရှင်တွေအနေနဲ့လည်းအသုံးချလို့ရမယ်လို့ကျွန်တော်ဘက်ကနေယုံကြည်ပါတယ်